မာကတ်တင်းအကြောင်းပေါ့နော်မာကတ်တင်းလို့ပြောလိုက်လို့ရှိရင်ဘယ်နိုင်ငံမှာမဆိုမာကတ်တင်းကတော့ရှိမှာပဲဒါပေမဲ့စီးရှိတဲ့နိုင်ငံတွေမှာကလမ်းမေးမှာစတစ်ကာတွေမကပ်ဘူးကတ်တယ်ဒါတော့တော့ကွာသွားမယ်အကျန်တဲ့နိုင်ငံတွေအကုန်လုံးမှာတော့ဒီသက်ဆိုင်ရာနိုင်ငံလိုက် အင်တာနက်ကိုပိတ်ပြီးတော့သုံးတဲ့ intranet ပဲသုံးတဲ့နိုင်ငံတွေမှာဥပမာ China Russia ဒီလိုနိုင်ငံတွေမှာဆိုလို့ရှိရင်တော့သူတို့က intranet ပဲသုံးတာဖြစ်တဲ့အတွက်သူတို့မှာ Baidu တို့ဒုံရင်တို့ Bilibili တို့ Vivo တို့သုံးတာရှိမယ်ဒါပေမဲ့တခြားကြံတဲ့နိုင်ငံတွေအကုန်လုံးမှာတော့ဒီ Google လို့ပြောလိုက်ရင်အားလုံးသုံးကြတယ် Yahoo လည်းအားလုံးသုံးကြတယ်ပေါ့နော်အဲ့တော့ဒီ marketing မှာဒီ Google ဘောကနေကြီးညာတယ်လို့ပြောရင်ဒီဘက်နီးပညာသမားကလည်းပဲ ဒီ Google ဘောကကြီးညာတယ်လို့ပြောရင်အကုန်လုံးတစ်ခုကြီးညာတတ်တာနဲ့အကုန်လုံးကြီးညာတတ်သွားမယ်အလားတူပဲ Line WhatsApp အဓိကတော့ WeChat ဒါတွေအသုံးများတယ်ပေါ့နော်အဲ့တော့ Line ဆိုလို့ရှိရင်လည်းဒီဘက်ကိုရီးယားနဲ့ဂျပန်ဘက်မှလည်းသုံးတယ် WhatsApp ဆိုလို့ပြောလိုက်တာနဲ့အိန္ဒိယနဲ့မလေးရှားစင်ကာပူ ဒီဘက်ဒီမှာတုံးနေပေါ့နော်အဲ့တော့ပြောချင်တာကနီးပညာသဘာဝကကြည့်မယ်ဆိုရင်လည်းတစ်ခုလုတ်တက်တာနဲ့အကုန်လုံးကိုလုတ်တက်တာနဲ့အတူတူပဲ marketing ရှုထောင့်အောင်ကြည့်မယ်ဆိုရင်လို့ရှိရင်အကုန်လုံးကအတူတူပဲအခုအရင်လိုမျိုးဟာလူကြီးဘယ်လောက်ရှိလဲလို့ဘာလို့အများကြီးလေ့လာနေဆရာမလို့ပထမဆုံးကကိုက user အနေနဲ့ဒီ marketing company တွေကိုရှာပြီးတော့မေးပေးစီခြင်းတယ်ဥမာတရုတ်ကလည်းတရုတ်ရဲ့စကားနဲ့တရုတ်နိုင်ငံဘက်က marketing အိန္ဒိယကလည်းအိန္ဒိယဘက်ကကျွန်တော်တို့ရဲ့လုပ်ငန်းကြီးရွယ်ချက်ကဘာလဲဆိုတော့ ဒီလိုမျိုးနီးပညာတစ်ခုရပြီလုပ်လို့ရပြီဆိုရင်သူ့နိုင်ငံအလိုက်သူတို့ကနေလက်ခံလာခဲ့ပထမဆုံးကိုမလုပ်တဲ့ဒီကိမှာသူတို့နိုင်ငံနေကို review review research review လုပ်မယ်အဲပြီးသွားပြီဆိုရင်တော့ကိုလုပ်တဲ့ပြီဆိုကိုကလက်ခံလာခဲ့ဒီကကျွန်တော်နီးပညာသမားကနေပြီးတော့မှဒါတွေလုပ်ပေးမယ်သူတို့စီကနေမဖြစ်မနေဒီယူရမယ်စပစ်ပဲယူပြီးတော့ channel လုပ်လို့ရတာအကုန်လုံးကိုဒီကနေလုပ်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီဇင်းနှုံးတက်တာပြီးတော့ကိုကလုပ်လို့ရတယ်ပေါ့ပြီးတော့ product တစ်ခုဥပမာဖုန်ကြိုးဆိုပါဆို ျွန်တော်ဖုံးချိုးလို့ပြောလိုက်လို့ရှိရင်တရုတ်ကထုတ်တာပဲထုတ်တဲ့စက်ရုံတစ်ခုကိုကျွန်တော်သိပြီဆိုတာနဲ့ဟိုအများကြီးနဲ့မဟုတ်သေးရင်တော့မှဥမာအများကြီးနဲ့မဟုတ်သေးရင်ဆို7 level မှာသွားတင်လိုက်လို့ရှိရင် China မှာလည်း7 level လို့ဆိုင်နေရှိတယ်။ထိုင်းမှာလည်းရှိတယ်မြန်မာမှာလည်းရှိတယ်။အဲ့တော့စက်ရုံတစ်ခုကနေပြီးတော့ဒီကျိုးကိုဝယ်လိုက်မယ်ဝယ်ပြီးသွားပြီဆိုလို့ရှိရင်ဆော့ဆော့ကကိုပြောတဲ့လူတွေရှိထားပြီးသားလူတွေဒီမှာထားထားမယ်စတော့ထားထားမယ် online shop အနေအထားနေလဲရောင်းမယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုက 7-11လို့ဆိုင်နိုင်ငံတိုင်းမှာရှိတယ်အဲ့လိုဆိုင်နေနဲ့ထိပြီးတော့လေတဆိုင်ုံထိလိုက်တာနဲ့အကုန်လုံးဖြန့်ဆွဲတဲ့ဟာမျိုးသွားမယ်အဲ့ဒါဆိုလို့ရှိရင်ဆော့ဆော့မားကတ်တင်းကိုအဲ့နီးနဲ့လုပ်ပြီးတော့အဲ့လိုဆိုင်နေနဲ့သွားမယ်ဆိုရင်ဒီလုပ်ငန်းကလုပ်လို့ရတယ်အဲ့တော့အဲ့ဒီလုပ်ငန်းကအခုတရုတ်ကစက်ုံတစ်ခုရပြီဆိုရင်အဲ့လိုလုပ်ဖို့အတွက်ကကိုကလည်းလုပ်နေရင်းနဲ့အဆင်ပြေလာပြီဆိုရင်ကျန်တဲ့တရုတ်စက်ုံတွေကဘာမှအေးမင်းတို့ပစ္စည်းတစ်ခုထွက်ဥပမာထားပါတော့ကျွန်တော်တို့ iPhone ကျင်ကြရတယ် iPhone ကျင်ကြရတယ်ဆိုရင်တော့သူကတကဘာလုံးကိုကျင်ကြရတာအခုလောဆယ်မှာကျွန်တော်တို့နိုင်ငံအများစုမှာရောက်နေတာက China ရှိမယ် အင်ဒိုနီးရှားဖိလစ်ပိုင်ဒီဘက်ဆိုရင် BNN လာအိုကမ္ဘောဒီးယားထိုင်းဘင်္ဂလားဒေ့အိန္ဒိယမြန်မာပေါ့ပြီးရရင်ဟိုဘက်ချမ်းမာဆိုလို့ရှိရင် China ဟိုဘက်မှာဆိုလို့ရှိရင်တောင်ကိုရီးယားနဲ့ရနဲ့ဂျပန်နဲ့ရှိတယ်အဲ့တော့ကိုလူကုန်းလုံးကအဲ့ဘက်မှာရှိနေတဲ့အတွက်ကြောင့်မို့အခု marketing ဒီအကုန်လုံးမှာလိုအပ်တဲ့စေုံတစ်ခုကိုထိတာနဲ့အကုန်လုံးသွားမယ်ဆိုတဲ့ strategy ကိုသွားမှာလည်းတော့ဆိုတော့ New York နဲ့ Washington ဘက်အချမ်းကိုတော့မသွားသေးဘူးဒီဘက်တစ်ချမ်းကိုပဲဖြည့်ပြီးတော့သွားမယ်အဲ့တော့ကိုဘက်ကပြင်ဆင်ထားမှာတော့ဒါလောလောဆယ် marketing ဘက်ပေါ့ marketing ဘက်ပြီးသွားပြီဆိုလို့ရှိရင် ဒီလောလောဆယ်မှာအပစ္စည်းအကြီးကြီးနဲ့မဟုတ်သေးတဲ့အတွက်ဒီ marketing လို့ပြောတာနောက်ပိုင်းမှာပြီးအแทမှာလည်းရေးထားပေးပြီးသား export import တွေရောဆက်လာမယ်တိကျတာတကူကတော့ကိုယ်လုပ်ငန်းကျွမ်းကျင်စရာမလိုဘူးကျွမ်းကျင်ပြီးသားလူတွေပမာရှိတယ်ဆိုတာကိုသိရင်ရပြီစာပြေဘယ်လိုပြီးနေလဲဆိုတာသိပြီဆိုရင်အဲ့ဒီဟာကိုအပေါ်ရန်နေပြီးတော့ဒီ structure ချပြီးသွားမယ်ပြောချင်တာကတော့ချက်သားကိုချက်ယူမစားဘူးအကလီစာတွေမစားဘူးတောင်းမန်မစားဘူးခေါင်းမစားဘူးခြေထောက်မစားဘူးရင်ပုံနဲ့ပေါင်သားပဲစားရဲဆိုရဲ strategy ကိုသွားတာအဲ့တော့ ဟုတ်ပြီအခုလောလောဆယ်မှာဒီမှာကတော့မတိတမရကိုအကုန်လုံး AI မှာ လုပ်ငန်းအတွက်မိပေးထားတယ်အဲ့တော့ဒီမှာရေးထားတဲ့စာတွေဒီဒါအကုန်လုံးအတွက်အသက်ဝင်နေမှာအဲ့တော့လောလောဆယ်မှာမတိတမန်တမရ AI မေးလို့ပြောတယ်မတိတမန်တမရကိုရောက်နေတဲ့နိုင်ငံရဲ့ search engine ကိုမေးအဲလုပ်ငန်းကျွမ်းကျင်သူတွေနဲ့မမေးခင်မှာကိုက AI မှာလောက်ကတော့အနည်းဆုံးဘာတွေမေးသင့်တယ်ဆိုတဲ့ဟာကိုတည်ထားတင်တယ်ပြီးတော့ရင် ဒီသက်ဆိုင်ရာ online တွေကနေပြီးရှာပြီးတော့လို့ရှိရင်ဖြစ်ကြတဲ့သူတွေကကိုနဲ့အလုပ်လုပ်တဲ့ဟိုပါကိုရီးယားရောက်တဲ့တရုတ်ရောက်တဲ့အဲ့လုပ်တဲ့လူကစကားပြောတဲ့လူကပိုင်ရှင်လားဝန်ထမ်းစိတ်လားအဲအဲ့ဒါလေးတွေကိုတခါတည်းလေ့လာသုံးတယ်သူဘယ်လောက်အတွေ့အကြုံရှိရလဲဒီလူနောက်ငါဘယ်မှာသုံးလို့ရမလဲအဲ့ဒါလေးတခါတည်း research review လုပ်ထားလိုက်ပေါ့နော်ကျွန်တော်ကြွန့်ကျင်တဲ့လူတယောက်နိုင်ငံခြားမှာအကြာကြီးခံထားတာထက်ကိုမသိတာအကုန်လုံးကိုသူ့ကိုလွယ်တကူမေးလို့ရအောင်အဲ့ဒီလူတယောက်နဲ့ခင်သားထိထားလိုက်ရင် တော့အဆင်ပြေနေပြီပေါ့နော်အဲ့တော့ဒီ consultant တွေဝယ်သုံးမယ်ဆိုရင်မြန်မာနိုင်ငံမှာတော့မတနာယူဒေါ်လာ100ဝန်းကျင်လောက်တော့ပေးရတာဟုတ်အဲ့တော့ဒီလိုနေရာမျိုးမှာသူတို့ရဲ့အလုပ်ကျွမ်းကျင်တဲ့လူကိုမေးနေကိုက customer ပုံစံလုပ်နေနေမေးသွားတာကတော့ပိုအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဖြေချတဲ့သူတွေဘိုင်းကိုပြီးပြီဆိုလို့ရှိရင်ဒီသူတို့ရောကိုပိုင်ဘာလို့မလှုပ်လဲပေါ့ဒါမှကိုကိုတိုင်းလှုပ်လို့ရှိရင်ဘယ်လိုအခက်အခဲတွေပါလာမလဲကိုနေလှုပ်မလားဆိုတဲ့အကြောင်းလေးကိုပါသိလာမှာပြီးသွားရင် သူเนี่ยမီးတဲ့အချိန်ဒီမှာဆိုလို့ရှိရင်ဖုန်းပေါ်မှာဖြစ်စေကွန်ပျူတာပေါ်မှာဖြစ်စေ record လုပ်ထားပြီးဒါမှသာလဲ channel လူတွေပြန်ပြီး share တဲ့ခါမှာ share လို့ရမှာအဲ့တော့ဒီသူတို့ဝန်ဆောင်မှုကိုကောတခြားလူတွေကဘယ်လိုရှာပြီးတော့တွေ့တာတွေများလဲပေါ့ပြောရမယ်ဆိုတော့သူတို့လုပ်ငန်းတွေကနေပြီးတော့သူတို့เนี่ยစကားပြောနေရင်းနဲ့ပဲသူတို့ကို research review ပြန်လုပ်ပြီးတော့ကိုက development လုပ်သွားမှာအဲ့တော့အဓိကဒီလုပ်ငန်းကိုပထမဆုံးလုပ်တာတော့လုပ်ငန်းစက်တာ16မျိုးလုံးပေါ်ပြထားတဲ့အတိုင်းအကုန်လုပ်မှာဒါပေမဲ့ဒီလုပ်ငန်းကိုအရေး ရွေးချယ်လိုက်တာကငွေအရင်ရင်းစရာမလိုဘူးလူတွေသွားနေစရာမလိုဘူးနီးပညာနဲ့ကို့မှာ structure ရှိတယ်နိုင်ငံအစိုးရကို့လူအားနဲ့ဖိလိုက်တယ်ဆိုလို့ရှိရင်စေုံတယုံမပစ္စည်းကိုဆက်စပ်ပြောခဲ့တယ်နိုင်ငံတွေအကုန်လုံးကိုတပြိုင်တည်းကိုကဖြန့်လို့ရနေတယ်ဒီအားကိုသုံးသွားတာ ပြီးတော့လုပ်ငန်းရဲ့ tool တွေကတခုပဲသုံးလို့ရှိရင်နိုင်ငံအကုန်လုံးမှာသုံးလို့ရနေတယ်။ဥပမာထားပါတော့ Facebook marketing ပြည့်တယ်ဆိုရင်အသက်ဘလောက်ဖုန်းဘယ်မျိုးစားဘယ်မျိုးနေကဘယ် location ကဒါတွေကိုပြည့်လို့ရတယ်ပြီးတော့ review တွေကြည့်လို့ရတယ်။အဲ့လို software review ကြည့်လို့ရတဲ့ဟာတခု tool တခုဝင်လိုက်တယ်ဆိုရင်အကုန်လုံးကြည့်လို့ရနေတယ်။အဲ့တော့နည်းပညာတွေအကုန်လုံး tool ရဲ့အတွက်ဒီဟာကိုပထမဆုံးရွေးချယ်လိုက်တာ။ဒီဟာနေလာပြီးတော့မှစစောကဒီအဲ့လိုဒီမှာခေါ်တဲ့ agent တွေ export import လုပ်တာတွေငွေလွှဲတာတွေဒါတွေအကုန်လုံးကိုဆက်ပြီးတော့သွားမယ်အဲ့တော့ကျွန်တော်တို့အဓိကဒီရအောင်ဘာလို့ပြောပြလိုက်လဲဆိုတော့ ်လုပ်ငန်းကြီးတစ်ခုလုံးမလုပ်ဘူးအဲသူ့နိုင်ငံသားမှလုပ်လို့လွယ်နေမဲ့ဟာတွေတို့ကတို့လုပ်လို့စီလုပ်လို့မလွယ်လို့တို့ကိုယ်တိုင်လည်းနိုင်ငံများကြီးနဲ့ဆက်သွယ်ပြီးဆက်ဆံနေရမယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီရဲ့အရသာကိုခံစားမယ်အဲ့လိုပြောချင်တာအဲ့တော့ဒီတို့စီကဘယ်လိုဝန်ဆောင်မှုအဲ့လေဒါတွေကတော့တို့နဲ့ခင်သွားပြီဆိုရင် personally ရမေးလို့ကောင်းတဲ့အချိန်တွေပေါ့နော် meeting minute တွေထဲမှာတော့ပါလိမ့်မယ်ဒါပေမဲ့ meeting minute တွေထဲမှာဆိုတော့သူနဲ့ကိုယ်နဲ့စကား officially group meeting တွေ online meeting တွေလုပ်နေရင်တော့မေးလို့ရတယ်မှာရလိမ့်မယ်ဒါပေမဲ့သူနဲ့ဖုန်းခင်တာပြီးတော့မှဒါ အဆင်ပြေတဲ့အချိန်မေးပေါ့နော်အဲ့တော့မဆုစာကိုပေါ်ပြင်ယူထားဒါမှသူနဲ့စကားပြောတဲ့အချိန်မှာဖြတ်မမိပဲမိလို့ရမှာဒါမီဒီယံတို့ရဲ့ထုံစံတိုင်းပေါ့နော်ဒါပထမဆုံး marketing မှာမို့လို့ပြောပေးနေတာပြီးရင်သူတို့ကဒီ marketing မှာဆိုလို့ရှိရင်သူတို့ကရောသူတို့ပြည်တွင်းမှာပဲလှုပ်တာလားဒါမှမဟုတ်ရှိရင်တကဘာလုံးကိုသူတို့ပတ်ပြီးလုတ်ပေးနေတာခုလိုမျိုးပဲလုတ်ပေးနေတဲ့ဟာကြီးတော့ရှိတယ်ဥမာဟိုးလွန်ခဲ့တဲ့2014နောက်ခုနှစ်လောက်ဆိုရင်တနင်္ဂနွေလောရဲ့ဘန်ကုံလောရဲ့ wisdom union ကို အကုန်လုံးနီးနီးကိုကျွန်တော်လှုပ်ထားပေးတာပြောချင်တဲ့အတိတ်ပဲကဒီအလေကလှုပ်သွားတာဒီမြန်မာပြည်မှာလာပြီးတော့ Western Union ကိုလာကြင်ညာသွားတာဒီဒီနိုင်ငံကမဟုတ်ဘူး BNN ကနေစပစ်ပေးသွားတာအဲ့တော့အဲ့လိုမျိုး community တွေလည်းရှိနေပြီဒါဖြစ်တဲ့အတွက်သူကရောအဲ့လိုမျိုးတွေလှုပ်လာတကယ်လို့အဲ့လိုမျိုးတွေလှုပ်မယ်ဆိုရင်ရောပူပေါင်းပါဝင်ခြင်းလားအဲဟုတ်ပြီသူ့နိုင်ငံထဲမှာလှုပ်ပေးတယ်ဆိုလို့ရှိရင်ရော online ကပဲလှုပ်တယ်လားဘေးဘုတ်တွေနဲ့ဒီ TV channel တွေကရောလှုပ်တယ်လားဘယ်ဈေးနှုန်းတွေလဲပြီးတော့သူတို့ဒီမှာရော sticker တွေနဲ့ flyer တွေနဲ့ဝေပေးတာတွေလှုပ်လား ့အဲ့လိုမျိုးတွေလုပ်တယ်ဆိုရင်သူတို့ဘယ်လောက်ယူတာလဲအဲတကယ်လို့သူတို့လုပ်တယ်မလုပ်ဘူးတွေဆိုတာကိုပဲလောလောဆယ်မှာသိထားလဲရတယ်ဒါမှသာလင်းကိုယ့်စီမှာဥမာတရုတ်ကစိတ်ကတစ်ခုကအေငါကျိုးတွေကိုတကဘာလုံးဖြန့်ပေးပါလို့ပြောလိုက်ပြီးဆိုတာနဲ့ဒီလူဒီကိုကိုကချက်ချင်းပြန်ပြီးတော့ quotation တောင်းဟိုလူတွေကိုအကုန်လုံးပေါင်းပြီးတော့ပြန်တင်အဲ့လိုလုပ်လို့ရပါအဓိကကတော့ဗာလဲဆိုတော့ဟိုဘက်ကတယောက်ကိုတရုတ်ဘက်မှာတယောက်သွားထိလိုက်တာနဲ့တစ်ဘက်ကိုအကုန်လုံးဖြန့်မယ်ကိုရီးယားဘက်ကိုတယောက်ထိလိုက်တာနဲ့တစ်ဘက်ကိုအကုန်လုံးဖြန့်မယ်အဲ့တော့ သူတို့ကပြောခဲ့တာတွေထပ်သွားပြီဒီသူတို့ကရောရုံးကအတိတ်ကြထားတာရှိလားပြီးတော့လို့ရှိရင်ဒီတနေနိုင်ငံလုံးသူတို့ကြုံညာတာအတူတူပဲလားဒီမှာရေးထားတဲ့အချက်တွေကတော့မေ့သွားမှာဆူတဲ့အတွက်ကြောင့်ဒီမှာရေးထားပေးတာသူတို့နဲ့မမေးခင်မှာလည်း screen shot အကွက်ကိုရိုက်ပြီးယူထားလို့ရတယ်ဒီ link ထဲမှာလာကြည့်နေလို့ရတယ်အဲ့တော့တနေနိုင်ငံလုံးကြုံညာပေးတာတွေကအတူတူပဲလားသူတို့ရောက်နေကိုရောက်နေတဲ့နိုင်ငံရဲ့ application ဘာအသုံးတွေများတာလဲဒါတွေက AI မှာတော့မေးလိုက်လို့ရတယ်ဒါပေမဲ့သူတို့နဲ့ confirmation ယူလိုက်တဲ့သဘောပဲ ဲ့တော့ဒီဥမာကျွန်တော်တို့မြန်မာမှာဆိုလို့ရှိရင်တက်တော့သုံးတယ်ထိုင်းမှာဆိုလို့ရှိရင်ဒုံင်းသုံးတယ်ဒါတိတယ်ဒါပေမဲ့သူတို့စီကနေ confirmation ယူလိုက်တဲ့သဘောမျိုးလေးပဲအဲသူတို့ဘယ်လိုမျိုး service တွေပေးလဲဆိုတဲ့ဟာတွေကိုတောင်းဖို့လိုအပ်မယ် website ကနေပေးရဆိုဘယ်လောက်ဟာ channel ကနေပေးရဆိုဘယ်လောက်ဈေးနှုန်းတွေမပြောသေးရင်တော့မှသူတို့ဘာတွေကနေသုံးတယ်ပေါ့နော်ပြီးရင်ဘယ်လိုမျိုးတွေဟို review ကိုပြန်လုပ်ပေးတယ်ပေါ့အဓိကတနိုင်ငံနဲ့တနိုင်ငံသူတို့ဘာတွေကွာနေလဲဆိုသိပြီဆိုလို့ရှိရင်ကိုကတခြားနိုင်ငံကြီးရဲ့ market ကိုယူလာလို့ရပြီပြီးတော့ရင်ဒီတက်ပို့ကောင်းပို့ကောင်းအောင်လုပ်မယ်ဆိုရှင်ရောဘာတွေလုပ်လို့ရသေးလဲပေါ့နော်ဝန်ထမ်းသူတို့မှာရောအင်အားဘလောက်လဲသူတို့ရဲ့ company profile တွေတောင်းအောင်မယ်ကိုယ်စီမှာတရားမှတ်ထားပေးပြရမယ်ပြီးတော့ရင်အဓိကက SMS server ရောလုပ်ပေးလာပေါ့ဒါကတော့တကယ်ဆိုရင် ID flow ထဲမှာပါလာတာဒါပေမဲ့ marketing မှာလည်းပါလာတဲ့ကြောင့်မူတာကိုမိသားပေးတာဒီကြော်ညာအပ်မယ်ဆိုလို့ရှိရင်လိုအပ်တဲ့ ဆိုင်ဆာတဲ့ဥပမာထားပါတော့ကျွန်ညာအပ်မယ်လို့ပြောလိုက်တယ်သူကမဟုတ်ဘူးဒီနိုင်ငံမှာလဲကုမ္ပဏီရှိမှလို့သူပြောလာခဲ့တယ်ဥပမာထားပါတော့ကျွန်တော်က iPhone သွင်းတယ်ဆို iPhone ကကျွန်တော်တို့နိုင်ငံမှာကုမ္ပဏီရှိဘူးဒါပေမဲ့သူသွားလို့ရနေတယ်ဘာလို့လဲဆိုတော့သူ့မှာ franchise ပေးထားတဲ့ဟာတွေရှိတယ်အဲ့တော့သူကဒီ ကြောင့်ညာအဲ့လိုရှိရင်ပေးရမယ့်စာရစာတန်းရှိသေးလားပြီးတော့ရှိရင်ဒီကိုယ့်ဘက်ကောင်ကွန်မြူနတီပရိုဖိုင်းနေရောပေးရအောင်မလားအဲဟော့ပီအားလုံးပြီးပြီဆိုလို့ရှိရင်တို့ရဲ့ဆက်သွယ်မယ်နံပါတ်ဒီအားလုံးကိုယ့်ထဲမှာမှတ်ထားပြီးတော့ကျွန်ုပ်နဲ့ meeting ပြန်လုပ်ပါမယ်အဓိကတော့ဒါက marketing မှာဒီလုပ်နေပြီးသားဝန်ဆောင်မှုလုပ်ငန်းတွေဇာတ်နေပြီးတော့ data ယူတာပေါ့ဒီထဲမှာဆိုလို့ရှိရင်တော့ contact တွေအကုန်ထည့်ထားပေးတယ် contact အကုန်ထည့်ထားပေးတယ်ဆိုတာကဒါကဒီခေါင်းစဉ်ရေးတဲ့ဟိုက contact data လို့ရေးထားတယ် ဒီမှာမြန်မာလိုနေလဲလို့ရှိရင်မြန်မာမှာရှိတဲ့အကောင်လုံးရဲဒီအကောင်လုံးဆိုတာ AI မှာလောလောဆယ်ရလောက်ကိုပဲကောက်ထားပြီးတဲ့ data ပေါ့နော်ဒီ area တွေကလောလောဆယ်ဖုန်းနံပါတ်တွေဖြစ်တဲ့အတွက်ဒီလိုပုံစံဖြစ်နေတာဒီညမှာဖုန်းဖုန်းနံပါတ်တွေတကယ်တော့ရှိတယ်အဲ့တော့ကိုကြည့်မဆိုရင်ဒီညတိဖုန်းနံပါတ်တွေ use လုပ်ရတယ်ဒီ area မေးလားဆိုတော့မဟုတ်ဘူးလုံမယ်လို့ပြောတယ် China ဆိုလဲ China အတွက်လုံထားပြီးပြီးသား ပြီးတာဒီထိုင်းတို့လို့ရှိရင်လည်းထိုင်းတို့လောက်ထားပြီးတာနောက်ထပ်လိုအပ်လာမယ့် data ကြီးလည်းထပ်လုပ်ပေးထားမယ်ဒီမှာကဟိုဘက်ကနေ email ပို့လိုက်တဲ့အချိန်မှာချက်ချင်းပြန်လာတဲ့လူတွေကိုအပေါ်မှာတင်ပြီးွားတာနောက်ကိုလည်းအဲ့လိုမျိုးတွေထပ်ထပ်ပြီးတော့ဒီပေါ်မှာနိုင်ငံလိုက်တင်ပြီးသွားမယ်ပြောချင်တဲ့အိဗေကအဲ့လူတွေနဲ့ meeting တွေ့ဖို့ရှိတယ်ကိုဘက်ကမေးဖို့အတွက်စကားလုံးတွေပြင်ဆင်ထားပေးစီနေတာဥပမာအတရုတ်ဆိုရင်တရုတ်ကလူကဓာတ်တွေဆိုရင်ငါဘလို့မေးမှလဲတကယ်လို့နားမလဲဘူးဆိုရင်နားမမေးဆိုရင်ဘယ်သူကိုခေါ်ထားပြီးတော့မေးခိုင်းမလဲ ိုရီးယားဆိုလည်းအလိုပဲတောင်ဒီဂျပန်လည်းအဲ့တိုင်းပဲအိန္ဒိယလည်းအဲ့တိုင်းပဲထိုင်းလည်းအဲ့တိုင်းပဲအဓိကကတော့ဒီကုတာဝင်ကိုစကားပြောတဲ့လူကတော့ရောက်နေပြီးသားနိုင်ငံမှာစကားပြောနေပြီးသားလူကတော့ကုတာဝင်ကိုချိဖို့ပေါ့နော်ဒါကတော့လုပ်ငန်းပိုင်ရှင်တွေနဲ့ဂျန်တဲ့မှတ်ချက်တွေကနောက်ပိုင်းပြီးသွားတော့မှထပ်လောက်ရမှာလေအဲ့တော့ဒါကဘာအတွက်လဲဆိုတော့မီတင်မားကတ်တင်းအတွက်မတွေ့ခင်မှာတည်တည်တိုက်တိုက်တဲ့ဟာလေးတွေကို remind လန်းလောက်တာပါ